အားလုံးပဲမင်္ဂလာပါရှင်။ဆီယမာကြီးခင်ဆွေဦးရေးသားထားတဲ့အင်ဂျင်ရကုံဆိုတဲ့ဝတ္ထုလေးကိုအပိုင်းနှစ်အနေနဲ့ဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်။အခန်း6သူဟာမိမိတို့အာယုံသတင်းစာတိုက်ညအယ်ဒီတာပဲ။လာကလေးနည်းနည်းနဲ့မိမိတို့တိုက်ကိုအများကြီးအကူအညီပေးနေတဲ့တငယ်ပဲ။တမိသူကိုခုလိုခက်ထန်ထန်ဆက်ဆံလိုက်တာတိတ်မှားတယ်။မေတ္တဒီလေဝင်းဤသဘင်ကိုဖြည့်ရှင်ပေးရင်ပြောလိုက်လေသည်။ ခေါင်းလျှော်ပြီးစားလေဝင်းစပင်သည်ပို၍မဲနှင့်တောက်ပြောင်နေသည်အင်ဂျင်မေအောက်တွင်မြေပေါ်အသေးတိုင်ဆိုင်ခါပြုလုပ်ထားသော ခုံနှန်းရှိပေါ်၌ထိုင်ချရင်းတားမီနှစ်အောင်လုံးစကားလက်ဆုံးကြနေသည်မေတက်သည်လေဝင်း၏ဖြူဝင်းသောအသားရှည်သွယ်တော့ရက်ကူငေးကြီးကသူ့အဖေရုပ်တိုင်းမဲဟုတွေးမိပြီးသက်ပြင်းချလိုက်လေသည်သူကသမီးခေါ်တာပြန်မထူးဘူးသူကိုစကားပြောရတာလေဝင်းသိစိတ်မရှိတာပဲသူပြောတဲ့စကားတွေဟာလေဝင်းနားတဲ့ကန့်လန့်ကြီးပဲ ဒါပေမဲ့သူဟာလူတော်လူကောင်းလေးပါကွယ်။သမီးဖေဖေကသူ့ကိုတိတ်တဘောကြတယ်။အရွယ်နဲ့မလိုက်အောင်ထက်မြက်တယ်လို့ဖေဖေကပြောခဲ့တယ်။သူကပညာတတ်သလား။အများမျက်စိနဲ့ဘီအောင်ထားတဲ့လူတစ်ယောက်ကိုပညာတတ်တယ်လို့ပြောကြမှာပေါ့။ဟင်။သူကဘီအောင်သလား။နေအောင်မိမိစကားကိုဆုံးအောင်နားထောင်။သမီးဖေဖေမျက်စိနဲ့တော်တယ်ဆိုတဲ့လူဟာ BA ဆိုတဲ့အမီးကြောင့်မဟုတ်ဘူး။ BA တင်မကဘူး။ BL MA အောင်တဲ့လူတွေတောင်အများကြီးပဲ။ ကြိုက်ကိုလာအလုံးလျှောက်ကြတယ်ဖေဖေမေးတဲ့စာအုပ်တွေကိုမဖတ်ဘူးဘူးဆိုတာနဲ့တခါတည်းဖေဖေကစိတ်ပြက်သွားတဲ့ဗာစာအုပ်တွေလည်းမမေးဘိုးဝစီရမှတ်တမ်းနဲ့နိုင်ငံခြားသတင်းစာသမိုင်းများပေါ့သတင်းစာပညာဆိုတာကမှအာထီကြည်ရတယ်သတင်းစာလုပ်ငန်းဟာလူလူကိုမျက်စိဖွင့်ပေးတဲ့အလွန်မွန်မြတ်တဲ့လုပ်ငန်းပဲအရေးရှိမရှိတဲ့လူကိုထားရင်လူတွေကိုအစိတ်ကျွေးသလိုဖြစ်နေမှာပေါ့ဒါကြောင့်သမီးဖေဖေကတော်ရုံလူကိုစိတ်မချဘူး ဒီလူကိုတော့ဖေဖေကစိတ်ချတဲ့လားသူကိုတော့တမီးရဲ့ဖေဖေတိတ်ကြေနေနေတယ်သူဟာစားများကိုလည်းတော်တော်ရှာရှာပွေပွေဖတ်နိုင်တဲ့ပြင်လုပ်ငန်းမှာအလွန်လက်မြင့်တဲ့သူလို့ပြောတယ်သူ့နာမည်ကဘယ်သူလဲအိုးတမီးသူ့နာမည်မသိဘူးလားဘယ်ကသိရမှာလဲသူကမပြောသွားတာတမီးကလည်းမမေးမိဘူးကိုညံဦးတယ်ကွယ်ကိုညံဦးတယ်လားသူအဲဒီဒါဆိုရင်ဘာလို့သူ့နာမည်သတင်းစာထဲမှာမထည့်တာလဲမြစ်တာနဲ့ကူညီနေတာပါ ဖေဖေစီကပညာလဲယူရင်းမို့နမ်းမီမသုံးပါနဲ့တဲ့။တမိဖေဖေမရှိတော့အလားကတောင်မယူဘူး။မိမိကအတင်းပြရတယ်။ဒီလိုဆိုရင် သူစိတ်ကောင်းရှိလို့ပေါ့နော်။စိတ်ရင်းကတော့အတော်ကောင်းမှုရတယ်။အလုံးမှာတစ္ဆာလဲရှိတယ်။စေတနာလဲထားတယ်။ဟူလာကတိုက်ချင်းငန်းဆက်ကူပုံကိုမီးလောင်တာ။သူ့ကိုယ်သူမီးလောင်ခံပြီးဝင်းနှိမ့်တော့တာပဲ။ဒေါက်တာရွှေကျော်နဲ့ကြိတ်ပြီးတော့ဆေးကူယူရတယ်။အိုးကျွတ်ကျွတ်ကျွတ်လေဝင်းဒီစုတ်တက်လိုက်တော့လဲ။ သူ့အမေအလိုက်တင်သားဖြစ်သည်စိတ်ထဲကခက်ပေါ်ပေါ်ပင်သူမျက်စီထဲတွင်ဒီလူကိုဘလို့မှအထင်ကြီး၍ရသည်မဟုတ်ခုညညကြလဲစက်ကူပုံတွေကြားတဲ့ဟိုတိုးဒီတိုးအိယာရှာတယ်တညာလုံးအလင်းအလုံးလုံးတဲ့အခါလဲရှိတယ်ဒါပေမဲ့သူဟာတိတ်တော်မရင်ကျေးဘူးမေမေသမီးသီးတဲ့ယောက်ျားလေးတွေလိုမတိမ်မွေ့ဘူးသူစကားပြောတာကလည်းတမျိုးကြီးပဲဟုတ်တယ်လောကုတ်ပြူငါတော့တိတ်မရှိဘူးလောကုတ်ဆိုတာဘာလို့မလဲသမီးရဲ့လောကုတ်ဟာပါဇက်ဖျားလေးတွေနေတာပဲ ါပေမဲ့လူမှုဆက်ဆံရေးဆိုတာရှိသေးတယ်မဟုတ်လားမမေရဲ့ဒီတစ်ခါလဲဝင်းကစကဲကြီးစကဲကြီးကိုဝင့်ကြွားစွာဆိုလိုက်လေသည်လူမှုဆက်ဆံရေးဟုတ်တယ်မမေအဲ့ဒီကိုညံဦးဆိုတဲ့လူဟာတခါတော့ကကောလိပ်ကျောင်းသားဖြစ်ခဲ့ဘူးတယ်ဆိုတာတောင်ဖះစူးကြမ်းကြင်ပြောရမယ်တမိဖြင့်မမေပြောလို့သာသူ့ဘီအောင်နေဆိုတာကိုယုံတာအော်ခက်ပါပြီတမိရဲ့သမီးကသူ့ကို တော်တော်မကျေနပ်နေတာကိုဒီတော့မေသက်သည်တပြင်းတစ်ချက်ချလိုက်မိပြန်သည် လယ်ဝင်းဖေဖေကိုထိန်ဝင်းကို ပြေး၍သာမြင်အောင်မိတော်သည်ကိုထိန်ဝင်းသည်ကိုညံဦးဆိုသောတငယ်ပေါ်ဘဲထီကျေနပ်နှိမ့်ချိုက်နေသည်ဆိုသောသမီးလယ်ဝင်းနှင့်ရီမှန်းသည့်အထိပင်မိသက်မှလွဲ၍ဘသူမှထုတ်ဖော်မပြောတော်လဲကိုညံဦးကိုအိမ်သို့ခေါ်လာ၍သမီးနှင့်မိတ်ဆွေဖြစ်စေရန်ပင်ကြံသေးသည်ကိုထိန်ဝင်းထောင်ကြပြီးသည့်နောက်ဒီကြံမှာတမဟုတ်ချင်းပြည့်ပြဲသွားခဲ့သည်ယခုတော့မူထိုလူငယ်နှစ်ယောက်သည်ဆုံကားဆုံမ၏ သို့တော့သူတို့အဖေအလိုတိုင်းမဟုတ်မှုပဲလယ်ဝင်းကကိုညံဦးပေါ်အထင်မြင်သေးခြင်းမကျေနပ်ခြင်းများဖြင့်သာရင်ဆိုင်နေရသည်ပြီးတော့သူကြည်ရတာတော်တော်လေးနွမ်းပါပုံရတယ်နွမ်းပါဆိုမိဘလည်းမရှိဘူးသူ့ပါကြီးကကြောင်းထားပြီးတာတဲ့ကိုရန်အောင်တော့သူဝမ်းသူကြောင်းပြီးဆယ်တန်းဖြည့်ရောအင်္ဂလိပ်စာနဲ့ခနန်းတင်ချာဂုံတူးရတယ်ဒါတောင်မြန်မာစာကအမှတ်ပေးနေလို့မြန်မာစာအရေးသိကောင်းတယ်ကြပြားလဲနိုင်နှင်းပုံရတယ်ဒီလိုဆိုတော့အတော်ထူးချွန်တာပေါ့ ထူးချွန်ဆိုရင် IA တုန်းကလည်း logic ကိုဂုံတူးနဲ့အောင်မြန်ရောဒါတောင်သူ့ဝန်စားသူចောင်းနေရတာနဲ့ចောင်းမှန်မှန်တက်ရတယ်မရှိဘူးတဲ့ကွယ်အဲ့ဒီလို ကိုတူးကိုချွန်အကြီးချင်းမျိုးကိုသမိဖေဖေကတိတ်သဘောကြတာမေသက်ဒီပြောပြီးနောက်တတိယမိတပြင်းချလိုက်မိပြန်သည် သူတို့အဖေသားရှိရင်ဟူသောတွေးသည်ရင်ထဲခိုဝင်လာပြန်သည်တပြိုင်နက်စိန်များလေးလံ၍တွားနေသည်ဒီခါမျိုး၌မေသက်ဒီ ။သူ့ယောက်ျားနှင့်ပတ်သက်သောအကြောင်းအရာများကိုတဘုံတပင်တွေးဖို့ဖြစ်လာလေတော့သည်။အခန်းခုနှစ်1936ခုနှစ်ဟောင်းရက်တွေရင့်ရင့်ကြွေခဲ့ပြီဖြစ်သည်။ကြာတော့ကြာခဲ့ပြီ။အနှစ်20ကျော်ကျော်ဝေးစွာသော အတိတ်ရက်ကအဖြစ်ဟောင်းပေသည်။ပြာသူဆုံး၍တဘူရဲဆန်းသည် ဆိုလင်ပင်ရန်ကုန်တက္ကသိုလ်နယ်တစ်ခုနှင့်မြမပြည်ရက်ရက်အထက်တန်းကျောင်းများသို့လေမုံတိုင်းကြီးတစ်ခုကြာရောက်ခဲ့လေသည်။မုံတိုင်းထံ၍လှိုင်းတဘူထလာခဲ့လေသည်။ ရောင်းသားကောင်းဆောင်တို့သည်မြမပြည်ကိုလိုနီပညာရေးစနစ်ကိုအပြင်းထန်တိုက်ကြလေသည်ကိုလိုနီပညာကိုကျုံပညာဟုသမုတ်ခါကျောင်းသားပေါင်းကအတိုက်ခံလုပ်ကြသည်ကျုံပညာဟုဆိုလဲဆိုတော့စရာပင်မြမပြည်တွင်ကျောင်းမျိုးသားခွဲ၍ကျောသားရင်သားခွဲသောအခါမြမအင်္ဂလိပ်မြမအင်္ဂလိပ်စာသောကျောင်းများကို ခွဲ၍အင်္ဂလိပ်ဘာသာတက်ကျွမ်းသူမှအရေးပေးသောပညာတမွေးဝမ်းကြောင်းလုံလောက်အောင်မပေးသောပညာအင်္ဂလိပ်စာသားအဓိကအ အင်္ဂလိပ်ဇာတာကိုကိုရာအင်္ဂလိပ်ဇာတာမြန်နုယာဟုသတ်မှတ်ကြသောတလန်းသွားပညာမျက်နှာကြီးရာဟင်းဖက်ပါ၍အင်္ဂလိပ်အလိုတော်ကြီးများသာ အခွင့်သာခဲ့သောပညာဇာမီဝဲအောင်နှင့်မြို့အုပ်ဝင်းတော့အလုံးစုံဖြစ်၍စည်စည်လာခစားလို့ရခအင်္ဂလိပ်အရာရှိကြီးများကိုရှေခိုးဥတင်ပြုရသောဂျွန်ပညာဤဂျွန်ပညာကိုကိုလိုနီပညာကိုရှုံချသောအဖြစ်ចောင်းသားတို့တပိတ်မှောက်ကြလေသည်တပိတ်မှောက်ကောင်းဆောင်များသည်စာတမ်းများလိုက်လံဝင်ငှား နိုင်ရန်ကလေးရဲ့အနေနဲ့ရရတူလှဲကတရားဟောထွက်ကြလေသည်နေမောဥပိုင်းမှရေလိုင်းသည်နှစ်ဖြာကွဲ၍ရေဆက်များလွင့်စင်တက်လာလေသည်ရေပန်းများသည်စိန်ပွေများပမာ တောက်ပပြုတ်ပြက်လျက်မေသိမ့်မျက်နှာကိုလာ၍စင်သည်ရေဆက်နှင့်ထီတွေ့ရသောမေသိမ့်မျက်နှာလေးမှလန်းဆန်းနေသည်မိသက်သည်မဥပင်ရုပ်ရှင်ုံ၌ပြိဋ္ဌာန်များအတရားဟောရန်စကလုံးများကိုရှာဖွေနေသည် လက်တွင်ကင်ထားသောစာရွက်ငယ်မှအချက်လက်တို့ချုပ်ကိုလည်းမှတ်သားနေသည်။ဘယ်နဲ့မမေတဲ့စကလုံးတွေရွတ်ဖတ်နေပြီလား။ကျောင်းသားကောင်းဆောင် ကိုလှဖေကသမုံဦးပိုင်းကိုရောက်လာကနှုတ်ဆက်လေသည်။ပွဲမတို့ဘူးတော့ကြိုးစားရတယ်ရှင့်။ကြိုးစားပေးကြိုးစားပေးမိန်းကလေးကဟောတယ်ပြောတယ်ဆိုတော့ပူထီရောက်တာပေါ့ဗျာ။မေတ္တဒီကိုလာဖေနောက်မှပါလာသူကိုအမှန်မထင်လှမ်း၍ကြည်လိုက်မိသည် ထိုသူသည်အဝေးကပင်မြင်နိုင်ပါသည်ဆိုသောရုပ်ရည်မျိုးဖြစ်သည် အရန်9ပေ17တမခန့်ရှိ၍6ပေပြည့်ရန်တလမလောက်သာလိုတော့သည် အတော်မြင်မသောအရက်ရှိသည်အသားသည်ပန်းသွေးရောင်ထအောင်ဖြူရကားအသားအတော်ညူသောမဲသည်ဟုဆိုနိုင်သောကိုလာဖေနှင့်တခြားသည်ဖြစ်သည် ကျမစိတ်ကတော့တိတ်တန်တာပဲကောင်းပါလေဗျာကျွန်တော်တို့ကခမ ्या ကိုတော်တော်အားကိုးတာဒါထက်မိတ်ဆက်ပေးရအောင်မယ်ကျွန်တော်တို့ရဲ့ခေါင်းဆောင်ကြီးကိုထိန်ဝင်းဆိုတာလေတည်တယ်မဟုတ်လားအော်ကြားဘူးပါလေရှင်တွေ့ရတာဝမ်းသာပါတယ် ဒီနှစ်ခဏเจ้าကထွက်နေရတယ်ဟုကိုလှဖေကဆိုစဲเจ้าစီမတတ်နိုင်လို့ဆိုပါတော့ဗျာကိုထိန်ဝင်းကပွင့်လင်းစားပင်ကြားဖြတ်ဝင်၍ပြောလိုက်သည်ဩဩမိသက်ကဂယုနာသက်စွာ ထိုသူအားငေး၍ကြည်လိုက်သည်ပဂတိနီမြန်းသောမိန်ကလေးဤနှုတ်ခမ်းပမာနီထွေးသော ထိုသူဤနှုတ်ခမ်းတွင်ညင်သာသောအပြုံးကိုတွေ့မြင်ရလေသည်ထိုသူဤအပြုံးသည်တိမ်မွေး၍နှစ်လိုးဖွဲရရှိလေသည်မမေသက်သူစာရီတော့ဖတ်ဖူးမှာပေါ့ မင်းကျော်ကောင်နိုင်မြင်နဲ့ဆောင်းပါးတွေရေးတယ်လေ။အော်အဲ့ဒီကမင်းကျော်ကောင်လား။ကျမအင်မတန်လေးစားတဲ့ဆောင်းပါးရှင်ပါပဲ။နင်းအာယုံရဲ့ဒေါင်ကအိုးဝေးဆိုတာရဲ့ဝိထုရေးသေးတယ်မဟုတ်လား။ပြီးတော့တက်လူတို့ပြေတို့မြေအရင်စစ်အမြင်အမြင့်မြေကဆောင်းပါးတွေကိုလည်းကျမတိတ်သဘောကြတာပဲ။ကျမဖြင့်ငကနီတိုက်ကတဆင့်စာရေးမလို့စိတ်ကူးနေတာ။တွေ့ရတာတော့ပါပဲ။ ကျေးဇူးတင်လှပါတယ်ဗျာဒီလိုကယူတစိုက်ဖတ်တယ်ဆိုတော့ဝမ်းသာစရာကြီးပဲကျေးဇူးတင်ပါတယ်သူဒီသူဤအောင်မြင်ပြတ်သားသောအတန်အောကြီးနှင့်အပါတရပြောလိုက်လေသည်ကိုင်မမေတဲ့ခမားလူကြီးနဲ့အချက်လက်တွေနဲ့ပတ်သက်ပြီးကိုထိန်ဝင်းနဲ့ဆွေးနွေးပြီးတော့ကျွန်တော်သွားအောင်မယ်ကိုလှပေးသည်လင်းမြန်ပေါ်ပါစွာပင်တင်မောပေကန်းဘဲသို့ထွက်ခွာသွားလေသည်ဆိုကျွန်တော်ဘာကူညီပေးရမလဲကိုထိန်ဝင်းသည်မေတဲ့အားစူးစူးဆိုင်ဆိုင်ကြီးကမေးလိုက်လေသည် ကိုထိန်ဝင်းမျက်လုံးများသည်စူးရှတောက်ပြောင်လေသည်နဖူးမကျင်းမကျဲမျက်လုံးအနှင်းငယ်ပါတော်လဲသွေတန်းမြင်မသောနှာလန်းရှိလေသည်ထူးဝင်း၍လုံသောနှုတ်ခမ်းတို့ကပကတိနီးထွေးနေသည်မိသက်သည်သူအားဖြတ်ခနဲလှမ်းကြည့်ပြီးရေပြင်ကိုငေးဆိုင်နေလိုက်သည်မြေမှာဝါကြမ်းကြမ်းနေကြည်ကျင်းနေအောင်အောက်တွင် ပြုတ်ပြတ်တောက်ပါနေသည်ခိုင်းဖြူဖိုးဖွေးသည်တလိမ့်လိမ့်ကြဲရိုက်လျက်ဗေဒာပင်တို့သည်အဆူလိုက်ပြုံလိုက်မျောလာလေသည် ခရမ်းပြပြပန်းမိတာတို့သည်ဝဲပြည့်ရဲ့ကြားတွင်လူလှိန်ကလှိုင်းစီးရင်မြူးထူးနေဟန်ရှိသည်အလွန်ဖြူသောသားနှင့်မှိုင်းတိုင်းတိုင်းညိုသောပင်နီမှာလိုက်ဖက်ပေသည်ရောလုံးကြီးအနက်ကိုခတ်တို့တို့ဝင်းလျက်ထားရာအသားမှာပို၍ပင်ပေါ်လွင်နေသည်မိသက်ကသူ့အားအကဲခတ်သလိုကြည့်နေသောအခါသူသည်စိတ်ကမ်းမှတည်ရင်ပြင်းကြံ့ရသောတစ်ပင်များအားငင်းနေသည်ကျမကတော့ကိုလိုနီပညာရေးနဲ့ပတ်သက်ပြီးလူငယ်လူရွယ်လေးတွေနားလည်အောင် ဘလို့ဥပမာမျိုးတွေပေးရမလဲဆိုတဲ့အကြံဉာဏ်လိုချင်တာပါပဲခမားဗျာရှီရှီဝူးဝူးမစင်စားနဲ့နေ့စဉ်ကြုံတွေ့နေရတဲ့ပြဿနာတွေပဲတင်ပြအောင်တော့ဗျာဥပမာအင်္ဂလိပ်စာတတ်မှလူရောင်ဝင်အောင်လုပ်ထားတော့မြန်မာကမွေးတဲ့မြန်မာသားသမီးတွေပေမဲ့လိမ္မော်ဒီဖွင့်ပေးပါဒီဥစ္စာမြန်မာလိုဘာခေါ်ပါလိမ့်ဆိုတာတွေဖြစ်ပေါ်လာတာရန်ကုန်မြို့မှာဆိုရင်အင်္ဂလိပ်စကားမပြောနဲ့အောင်ကလာစကားမတတ်ရင်တောင်လူရောင်ဝင်တာမဟုတ်ဘူးဗျဩဟုတ်ပြီဟုတ်ပြီကျမအကြံရပြီ ပညာရေးဆိုတာလည်းအုပ်ချုပ်ရေးနဲ့တွဲနေတော့အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်ရေးနဲ့လျော်ကန်တင်မြှင့်တဲ့ပညာရေးသာသူတို့အားပေးတာပေါ့ဒါကြောင့်သာဒီကျွန်ပညာရေးကိုသူတို့အသက်သွင်းနေတာပဲကျောင်းသားတွေပင်ကိုအီးသွေးထုတ်ဖော်ခွင့်မရဘူးဥပမာဆိုပါတော့ဗျာကျွန်တော်ကိုရွေးပါပဲကျွန်တော် IA နှစ်တွေတုန်းကစမှုလက်မှုအရေးတော်ပုံသင်ရတာကိုဗျသူတို့ကအင်္ဂလန်တိုင်းမြကြီးဟာဘလောက်ထွန်းကားလာသလဲစမှုထွန်းကားလို့ကြီးကျယ်လာတာပဲသင်တာဒါပေါ့ရှင် သူတို့ကြီးကျယ်တယ်ဆိုတာလောက်နဲ့အကျောင်းသားတွေရဲ့အတတ်ပညာကုန်နေတာကျွန်တော်ကရာဇဝင်လေးကျင်ကန်းမှာဆက်မှုလက်မှုထွန်းကားလို့အင်္ဂလန်တိုင်းပြည်ဟာလောဘကြီးလာတာနေချက်တာနေချက်စစ်ပွဲတွေပေါ်ပေါက်လာတာလက်အောက်ခံနိုင်ငံများတင်းသွင်းကြတာကိုရေးတော့မျက်နှာဖြူစရာဟာမျက်နှာကြီးကိုညီပြီးကျွန်တော်ကိုယူဖူးလို့ဆေးရတော့တာပါပဲဗျာဒီလောက်တောင်းမဲလားကျွန်တော်ကနေချက်စနစ် နေချေစနစ်ကိုလိုနီဇန်အရင်းရှင်စနစ်ကပီတယ်လစ်ဇန်ဆိုတဲ့စကလုံးတွေကိုရေလဲနဲ့တုံးတာကိုမီနီတာဖြစ်လို့ပြကျွန်တော်ဇာယီဇာကုန်းကိုတုံညပေးတော်တာပဲပြုဖြစ်မှဖြစ်ရလိမ့်ရှင်တိတ်တိတာပဲနော်ကျွန်တော်ကလည်းအเจ้าသားတွေရှိမှပဲသူ့ကိုထမှုန်တယ်ကျွန်တော်ရဲ့အမြင်မှန်ပေါ်ခမည်းဆုချတာကိုကျေးဇူးတင်ပါတယ်လို့မိသက်ကရေမောနေသည်တခဏချင်းမင်းသူတို့နှစ်ဦးသည်ရင်းနှီးသောမိတ်ဆွေများဖြစ်လာကြလေသည်ဒီအချက်တွေလည်းကျွန်မမှတ်ထားရမယ်ခင်ဗျားကိုချီးကျူးပါတယ်မိသက် သူသည်အများခေါ်သလိုမမေသက်ဟုမခေါ်ဘဲမေသက်ဟုပင်ရင်းနီးနီးခေါ်လေသည်။ဘာဖြစ်လို့ပါလဲရှင်။အော်မိန်းကလေးတယောက်နေနဲ့တပိတ်အတွက်အင်းလိုက်အားလိုက်ပါဝင်ပြီးတာဝန်ထမ်းနေတာကိုတွေ့ရလို့ပါ။ကျမရဲ့စိတ်ကတိတ်ထက်တန်းနေ။ဒါပေမဲ့ဟုတ်ကဲ့ဆိုပါအောင်ဗျာ။မိန်းကလေးဆိုတော့မလွတ်လပ်ဘူးရှင်။အော်အော်ခုတောင်ညီမဝမ်းခွဲကိုအဖို့ထည့်လိုက်တာရှင်။ကျမလှုပ်ရှင်တဲ့အလုပ်တွေနဲ့ခင်မမီတဲ့မိဘတွေနဲ့တခါတလေတိတ်ဆိတ်ညစ်တာပါပဲ။ မေသက်ကညှိုးငယ်စွာ ပြောလိုက်လေသည်ကိုထိန်ဝင်းသည်မေသက်အားငိုင်းကားကြည့်နေမိသည်မိုးပြာရောင်ဟန်စားနုနုအင်ကြီးပန်းရင်ရောင်ပခုတ်ကူလုံးကြီးကိုဝေထားသောမေသက်မှာတွေ့တွေ့လျားလျားနှင့်နှွေးနှောင်းသောကိုယ်ရေရှိလေသည် အသားညိုစိမ့်စိမ့်နှင့်နုထွချောမွသောအည်ပြားရှိလေသည်သူ၏နှဖူးမှာပြည့်ပြည့်၍မျက်လုံးမျက်ဖန်းအလွန်နှာသည် မျက်လုံးမှာဝိုင်းဆက်တောက်ပါလေသည်မျက်ခုံးမှာကွကွေးလေးခုံးနေသည့်ပြင်မျက်တောင်များမှာရှည်ကား ဝန်းဝိုက်ကော့ထောင်နေသည်နာလန်တည်တွယ်၍ဖြောင်းစင်းပေါ်လွင်နေသည်နှုတ်ခမ်းလေးများသည်သွားမပေါ်ဘဲလျက်ပင်အဖျားနှစ်ဖက်ကော့ကငကိုပြုံးနေသည်ဟူထင်ရလေသည်တခါတည်းရန်မျက်မှောင်ကျုပ်ခါနှခမ်းကိုခြုံ၍စကားပြောတတ်သဖြင့်မုံမခံတတ်သောဇက်ဇက်ကျဲထက်မြက်သူဟုအလွယ်တကူပင်ခံမနိုင်လေသည်ခမည်းဒီနှစ်မှယူနီဘာစီတီရောက်တာလားဟုတ်ကဲ့ရှင်ကျမအဖွားရင်နဲ့အမေကဆိုရင် ကောလိပ်ပို့ရင်ပျက်စီးမယ်ပါမယ်ဆိုပြီး ចောင်းတော်မထားဘူးလို့နေနေတာကျမကောလေးမတက်ရရင်ထွက်ပြေးမယ်တကယ်ကဲလို့လို့ပို့ပေးတာခမရအခုအသက်ဘယ်လောက်ရှိပြီလဲအော်ရိုင်းနေလို့မထင်ပါနဲ့နော်အသက်ဆက်ချောင်းနှစ်ပြည့်ပြီပါပြီအသက်မိသားပဲကျွန်တော် UC လာကစားတော့က15နှစ်ပဲရှိသေးလို့အသက်လိန်ဝင်ရတာဒီနှစ်လဲအသက်လိန်ဝင်တာရှိသေးတယ်ထင်ပါရဲ့ကိုထိန်ဝင်းចောင်းထွက်တော့အသက်ဘယ်လောက်ရှိပြီလဲကျွန်တော်16နှစ်သားကြတော့ BA ပထမနှစ်ရောက်ကရော ခုဆက်မနေနိုင်လို့ထွက်တော့နောက်ကျသွားပြီ။ငိုမဟုတ်ရင်16နှစ်နဲ့ graduate ဖြစ်မှာနှမျောဖို့တော့ကောင်းတာပဲ။ဘက်နဲ့ကျုံပညာကိုတိုက်ခံလုပ်ပြီးတော့မယ်။ကျုံပညာကိုတိုက်ခံလုပ်ပြီးဟောမယ်ဆရာမကြီး။ဒီကျုံပညာဟာနှမျောစရာများလားဗျာ။ကိုထိန်ဝင်းဒီရဲသွန်းသွေးကခနဲ့လေသည်။မိသက်မှာမျက်နာနီလေးရဲ့အငိုင်းမိသွားကြောင်းဝန်ခံရန်ဟုတ်တယ်ကျမကြောင်သွားတယ်။ကျုံပညာကျုံပညာဒါပေမဲ့လေအခွင့်အရေးအဲ့ဒီကျုံပညာကိုဆုံးခန်းနိုင်အောင်ယူအောင်လေ ။လို့မဟုတ်ရင်ကျမတို့မှာဒီဂရီမရှိသေးလို့ကလော်တယ်ထင်နေဦးမယ်။ကိုထင်ဝင်းကစကားမပြန်မီဇုံတစ်ခုကိုလေးလေးနက်နက်စဉ်းစားနေပုံရနေသည်။သူ၏တွေးများကအဘဲမြလေးနက်တနည်းမသိအတန်ကြာပင်ငိုင်းနေသည်။ဒါပေမဲ့ခုနေခါမှာကျွန်တော်တို့ကိုရီးကိုတာထက်ပိုအရေးကြီးတဲ့အကြောင်းတွေကရှိနေပြန်တယ်။ကျွန်တော်တို့အများအကျိုးအတွက်ကိုချိုးကိုခိတ္တဆုံးလို့ရလိမ့်မယ်။ပြီးတော့ကျွန်တော်တို့အားလုံးမုံမြတ်တဲ့ရွယ်ချက်နဲ့ခြိတက်နေကြတယ်မဟုတ်လား။ ကိုထိန်ဝင်းကဒီဂျီခန်းချစွာပင်ဤသို့ပြောလိုက်လေသည်မိသက်သည် ကိုထိန်ဝင်း၏စကားကိုလေးလေးနက်နက်စဉ်းစားနေမိသည်ယခုတိုင်းသာဆိုရင်မိမိ၏ကောလိပ်ပညာကိုဤတွင်တခန့်ရရတော်မူထင်သည်အိမ်ကလူကြီးများမျက်နှာကိုပြည့်၍သားမြင်အောင်မှုရသည်ကောလိပ်ပညာကို သင်ကျင်လှကြည့်ရဆိုမတ်ရွှေစာအခုတော့ဒီပညာကိုပဲညီကတပိတ်မှောက်ပြန်ရသည်ခုတစ်မျိုးတော်ကြတစ်မျိုးနဲ့ဘက်နဲ့လဲ၏ဘွားကြီးနှင့်အမေကကက်ကက်လန်းပြောလိုက်မိအမျိုးမိသက် မေသက်မေသက်ဘာတွေများစဉ်းစားနေသလဲကိုထိန်ဝင်းခေါ်တည်တိုင်းရုတ်တရက်မကြဘဲရှိနေရမှမေသက်သည်လှုံ့လှုံ့ရွရွဖြစ်လာလေသည် ကျမလားမေသက်ကယင်နေသည် မေသက်ဤခေါင်းထက်စရုံးပုံပုံတွင်တစဉ်ခဲသုံးခဲသည်လှုံနေသည်တစဉ်ဤချိုးများများယင်နှံ့သည်တင်းပြန့်၍လာလေသည်ကိုထိန်ဝင်းကပြုံးလျက်မေသက်အားငေးကြည့်နေသည်ကျမအခုလိုပညာတပိုင်းတစားဖြစ်သွားရင်ဖွားရည်ကြီးနဲ့အမေဘလူးဆက်ထွက်ကြတော့မှမြင်အောင်လို့ အမေကခူတီစိတ်မထင်ရင်ထရိုက်တော့ကျမကလည်းတော်တော်ပြီးခဲ့တာအမေရိုက်ပြီလားဆိုရင်အန်ကျိတ်ပြီးမျက်ရည်တစ်ပေါက်မှမကျဘဲနေတာ။အိုးအမေဆိုတာဒေါသထွက်လွန်းလွန်းဆွေ့ဆွေ့ခုန်နေတာပဲ။အေးလေကျမကလည်းမကောင်းဘူးထင်ပါရဲ့။ဒါသာသမီမိဘဆက်ဆံရေးမပြေပြေတာပေါ့။ဘု து အပြစ်မှတော့မဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့ဟောင်းနှွမ်းဆွေးမြေ့နေတဲ့ရှင်းစနစ်တွေကြောင့်ပဲ။မိဘဟာသာသမီကိုနားလည်ရမယ်။ တာသမီးရဲ့အကောင်းဆုံးမိတ်ဆွေဖြစ်ရမယ်ဟုတ်ရဲ့လားဗျာကိုထိန်ဝင်းဒီသူ၏တွေးခေါ်ချက်ကိုတင်ပြရင်းတိုက်ပုံအင်ဂျီအိတ်ထဲမှစေဘော်ရီတလေးကိုထုတ်ခါပါဇက်တွင်တိုက်လိုက်သည်ဆက်လိုက်တောက်မယ်နော်အနံ့ခံနိုင်မမလားရပါတယ်တောက်ပါကျမအမင်းနဲ့အဖွားကဆိုစေးပြင်းလေးတောင်တောက်တာကျမအမင်းမင်းညှိပေးရတယ်ဒါနဲ့တောင်ဆက်လိုက်မတောက်တတ်ဘူးလားဟင်မတောက်တတ်ပါဘူးမိန်းကလေးကဆက်လိုက်တောက်တာတော့ကျမမျက်စိထဲရိုင်းတာမရှိဘူးစေဘော်လေးတောက်ပြန်ရင်လည်းတိတ်ယုတ်ပြက်တာပဲ ရုပ်အင်မတန်ရင့်စေတာကျမရင်းနဲ့လည်းမကောင်းဘူး secret တောက်ပြန်ရင်လည်းတိတ်ကလက်တာပဲကျမမကြိုက်ဘူးစကားလက်ဆုံးကြနေစဲမှာပင်မိသက်ဤညီမဝမ်းခွဲသည်သမင်းစားရမှပြန်လာလေသည်မိသက်သည်သူညီမဝမ်းခွဲနှင့်ကိုထိန်ဝင်းကိုမိတ်ဆက်ပေးလေသည်ဝင်းဖန်ဖန်နေအောင်ကြည့်သည်လင်းသည်ထက်လင်းလာလေသည်တင်မောဦးပိုင်းတွင် လူများတစားတစားစီကားလာလေသည်အခန်းရှိအလုံးကပဲမိသက်အားငင်းနာထောင်ကြသည် ။ကျောင်းသားကောင်းဆောင်များကပင်မေတ္တအားလက်ဖျားကားချီးမွမ်းကြသည်။မေတ္တအတန်သည်ကြည်လင်သလောက်အောင်မြင်ပြတ်သားလာသည်။စကလုံးများကတည်ကြသည်။အဝဇန်းလဲရှင်သည်။မျက်နှာထားချူသည့်ပြင်ဟန်ပန်လီတန်ကပေါ်ပါသည်။အမူအရာဖြက်လက်သည်။လက်ဟန်ချီဟန်ကောင်းသည်။လက်ခုပ်တန်တစ်ဖြောင်းဖြောင်းနှင့်ဩဘာပေးကြလေသည်။အချို့ကလည်းမိသက်ဤရင်စားစာရုပ်တွင်ကိုချီးမွမ်းကြသည်။မြာဆိုင်ရင်ဂရီပါအပေါ်ဘုံအင်ကြီးအစိမ့်ဖြော့ဖြော့တွင အဝါကွမ်ယူစင်းနှင့်ရွှေတောင်လုံးကြီးဂရီဘာပုံတော်ဖနှက်နှင့်အသက်16နှစ်အရွယ်မေသက်မှာအများသူငါအားကြစရာပင်သည် ကိုထိန်ဝင်းသည်မေသက်အားမြေတောင်မခတ်ဖဲငေးမိသည်ထင်သည်ဇက်ကုံမေးတွင်ခါထောင်မတ်တဲ့ရန်နေသည်မေသက်ဤစရုံးပုံပုံလေးတွင်လှုပ်နေသောဒဇင်သုံးခက်သည် နေလေကလိုပင်လန်းဆန်းနေသည်သူကောင်းကဒဇင်မန်းလိုပဲအဖိုးတိုက်တန်းနဲ့မင်းကလေးပဲပြီးတော့သူ့အသက်နဲ့စာရင်ဉာဏ်ပညာကရင့်ကျက်နေပြီး သူ့ရွယ်မင်းကလေးတွေဟာအများအဖြစ်ညှူချိုချိုပြုံးဖို့တတ်လာပြီးအထူးသဖြင့်ယောက်ျားတွေကိုဆွဲဆောင်တဲ့အမူအရာမျိုးတွေလုပ်တတ်လာပြီးဒါပေမဲ့သူကတော့ဝါခွန်းလို အပြစ်ကင်းစင်တယ်သူ့မျက်လုံးတွေဟာလည်းယူသားတန်ရှင်းတယ်စကားပြောတော့လည်းခက်ပွန်ဝင်ပဲဗျာဟုကိုထိန်ဝင်းသည်တိတ်တခိုးမှတ်ချက်ချနေမိသည် သူစကားပြောတာလည်းတချို့မင်းကလေးတွေလိုခက်နှွဲ့နှွဲ့မဟုတ်ဘူးပြက်ပြက်ပဲတချို့များနှာတန်လေးတမင်လုပ်ပြီးပြောတတ်ကြတယ်သူစကားပြောတာကတော့တိတိကျကျပဲ မိမဟန်ပန်တော့မိမဟန်ပန်ပါပဲဒါပေမဲ့ကိုနဲ့ကလေးရမဟုတ်ဘူးဗျစိတ်ကလည်းထက်ပုံရတယ်တော်ယုံလူအနာကတ်နိုင်မှာမဟုတ်ဘူးကိုထိန်ဝင်းဒီမိသိဟန်ပန်နေတံများတွင်သာမျောနေသည်ဒီမိန်းကလေးမျိုးကိုငါတိတ်တဘောကြတယ်ကိုထိန်ဝင်းဒီအုံမုံတွေတွင်စိတ်ကူးတဲ့တွင်နှင်းနေခဲ့သည်သူ၏ရင်ထဲတွင်လှုပ်ရှားနေသည့်ဖြင့်ချမ်းရမှန်းပင်မသိနောက်မှသူလည်းဖျားများအေးဆက်နေသည်ကိုသိသည့်ဖြင့် ။ပြည်နေတိုက်ပုံအင်ဂျီအိတ်ထဲသို့လက်နှစ်ဖက်ကိုနှိုက်လိုက်လေသည်။ပဇံမဖူးကနေလေးထုတ်လိုက်ရာအငွေ့များတလူလူထွက်လာလေသည်။အခန်းကိုဘယ်နဲ့လဲပြောကိုထိန်ဝင်းတိတ်ကူဆွေးနေပြီလားစိုက်နေတာပဲခမ ्या ကိုကြည့်ပြီးခုနကလေးကကျွန်တော်ကဲခန့်နေတာကိုလှဖေကကိုထိန်ဝင်းကြီးပခုံးကိုဖြတ်ခနဲ့ပုတ်ခါပြောလိုက်လေသည်ကိုထိန်ဝင်းကြီးတွေးများသည်တမဟုတ်ချင်းပြက်ပြဲသွားလေသည်ကိုထိန်ဝင်းကြီးနေရွက်သည်မျက်နှာသည်ပန်းသွေးရောင်ထကနီးမြန်းသွားလေသည် ဟာဗျာခမရတော်တော်နောက်တဲ့လူပဲအနှုတ်မကြိုက်ဘူးလားကျွန်တော်လားကိုထိန်ဝင်းဒီနီရဲတော်မျက်နှာနဲ့ရဲသွန်းသွေးနေသည်ခမရဘောဘသူရှိအောင်မလဲကျွန်တော်ကတော့ဗျာဟုကိုထိန်ဝင်းကတုံဆိုင်စွာဖြေသည်ဘာလဲမကြိုက်ဘူးလားမကြိုက်ဘူးမကြိုက်ဘူးမကြိုက်ဘူးလို့မဆိုလိုပါဘူးကိုထိန်ဝင်းဒီပြောရင်ဆိုရင်ကိုလှဖေးပခုံးကိုပုတ်ခါရဲမောနေသည်ဒါပေမဲ့ခမရကိုအောင်ပါနဲ့ရန်ဖြစ်နေရမယ်ကိုအောင်ပါဒီဘီနောက်ဆုံးနှစ်အတန်းသားចောင်းသားကောင်းဆောင်ဖြစ်လေသည် ကိုအောင်ပါနဲ့ဘာလို့လို့လားကိုထိန်ဝင်းကထိတ်ထိတ်ပြားပြားမေးလိုက်နေသည်ဘာလို့လို့တော့မဟုတ်ပါဘူးဗျကိုအောင်ပါဘက်က50%တည်ကြနေတာခမားလဲကိုအောင်ပါအကြောင်းတည်သားပဲအင်းအားဆောင်မှသူမပိုးဘူးတဲ့မင်းကလေးဘသူရှိလို့လဲဗျဒီမောင်ကတတ်တိုင်ကိုထမိန်ဝတ်ပေးရင်တောင်မင်းကလေးအမှတ်နဲ့ရစ်မဲ့လူပဲဗျခမားကလည်းပြောရုံမယ်အော်အဟုတ်ဗျပူတိုင်းလဲဘယ်တော့မှမစုံဘူးမစုံတဲ့အပြင်သူပူတိုင်းတခြားလူနဲ့အိမ်အောင်ကြကြသွားတဲ့မင်းကလေးတွေလည်းအပုံပဲဗျ။ မေသက်ကိုလည်းမစုံဘူးလားမေသက်လောက်အည်သွေးမရှိတဲ့မိန်းမတော်မစုံတာဗျာမေသက်ဆိုဝင်းရွယ်ပေါ့မေသက်ကစာဖတ်ဝါသနာပါတော့ကိုအောင်ပါရဲ့စာရီကိုတော့သဘောကျမှာပေါ့ဗျာကိုထိန်ဝင်းဒီရင်ထဲတွင်တိတ်တခိုးခိုးလူခိုးလူဖြစ်ရင်ပြောလိုက်လေသည်ကိုအောင်ပါဒီသရုံးရွယ်မီနှင့်ကြောကြသောစာရေးဆရာလည်းဖြစ်သည် သူဤထွက်ပြီးလုံကြီးဝိထုနှစ်ပုတ်သည် လူကြိုက်များနေသည်စာရီတော့နှစ်ကြိုက်ပုံရပါတယ်ဒီလူဟာစာရေးသားမှာတော့ genius ပါပဲ ဒါပေမဲ့လူပုံကကြေကက်ကက်ကြေကန်ကန်ဆိုတော့မိသက်အနေနဲ့သိတဲ့ဘောကြပုံမရဘူး။အရာရာမှာတွန်းဆုံတွန်းဆုံနဲ့တက်တိမရှိလို့တယ်ဗျ။မိသက်ကကျွန်တော်တို့ရှီမာတော်သူ့ကိုအမြဲဝေဖန်နေတာ။မိသက်ဟာတော်တော်ထက်တဲ့မိန်ကလေးဆိုတော့တက်တိကြောင်းတဲ့လူကိုဘယ်စိတ်တိုင်းကြမလဲ။ကိုထိန်ဝင်းဒီတက်ပြင်းချကားပြောလိုက်လေသည်။နောက်ပြီးဒီလူဟာဘာလုံးလို့မပြတ်သားတော့မိသက်ကမိတ်ဆွေတယောက်အနေနဲ့တောင်စိတ်တိုင်းကြဖို့မရဘူးဗျ။ မိသက်ကိုအင်းအားပါလာတဲ့မှာနှစ်ကိုကြား propose လုပ်ဖူးသေးတယ်ဗျ။အော်ဟုတ်လားတော်တော်ရင်ရတာပဲ။မိသက်ကသူ့စာတွေသဘောကျတယ်ဆိုတာက သူ့အတွက်အခွင့်ကောင်းတရားဖြစ်သွားတာပေါ့ဗျာ။ဒီတော့မိသက်ကဘာပြန်ပြောလဲ။ကိုထိန်ဝင်းကအသက်မရှူနိုင်မဲ့မိမိသည်ဟုသူ့ကိုယ်သူထင်မိနေသည်။မိသက်ကလား။ဟာဟာကိုလူတော်တော်သိကျင်နေပြီလား။ကုလားဘီကအစမပြတ်ရဲမောနေသည်။ရည်တဲ့ရှုပ်မနေပါနဲ့ဗျာကုလားဘီကလည်းမိသက်ပြောတာတော့မှက်လောက်သားလောက်စရာပဲ ခုလိုသူ့ကိုယူတဆိုင်အခွင့်တောင်းတာဝမ်းသာပါတယ်တဲ့ဒါပေမဲ့မတုံ့ပြန်နိုင်တာတော့ဝမ်းနေပါတယ်တဲ့ရှင်းပါပြီဗျာဒီတော့ကိုအောင်ပါကဆက်သေးတယ်သူ့မှာချွင်းချက်ရှိရင်လည်းပြောပေါ့ဗျာပြင်တယ်ရင်ပြင်ရအောင်ပေါ့ဘာစိတ်တိုင်းမကြတာရှိလဲပေါ့စူးစမ်းပါအောင်အဲ့ဒီတော့မိသက်ကလူတယောက်ရဲ့ပြောခွက်ကိုတော့ဝေလဲမဝေဖန်လို့ဘူးနှိမ်လဲမနှိမ်လို့ပါဘူးတဲ့ကျမကြိုက်နိုင်မဲ့အမျိုးသားတွေမှာတော့ကိုအောင်ပါမပါဘူးတဲ့ ကျွန်မကြိုက်မဲ့လူဆိုရင်ဒီလူတောင်ရှေရှေဝေးဝေးပြောစရာမလိုဘူးတဲ့ကျွန်မကစားပြီးပိုးခြင်းပိုးနေမှာလို့ပြောလိုက်တယ်တဲ့ဗျာကန်းကုံရောအလဲအာခပဲဒါပေမဲ့ကိုအောင်ဘတော့တနာစရာပဲကိုထိန်ဝင်းကယောက်ျားချင်းကိုချင်းစာခါပြောလိုက်ဟန်တူသည်ကိုလှဖေကရေလျက်ခုတော့ယာနုဘွားနဲ့ဂျင်းတော့ဂျင်းနဲ့နေတော့တာပဲဗျို့မိသက်အိမ်အောင်မပြုတ်မချင်းပေါ့ခုနေခါမိသက်နာကတ်တဲ့လူဆိုရင်တော့ရန်ဆောင်နေမှာပဲဗျို့ခမရသတိထားပြီရော့ မိမအတွက်နဲ့ဗျာကျွန်တော်တို့မိမနဲ့ပတ်သက်ပြီးဘု து ဘိုးမပခုံးချင်းမရှင်ခြင်းဘူးသူကြိုက်သူယူကိုကြိုက်ကိုယူပေါ့ဗျာကိုထိန်ဝင်းဒီမာနတန်စကားများဆိုနေတော့လေသူဤမျက်စိထဲတွင်မိသက်ဤမျက်နှာကသာတဝဲဝဲတလဲလဲမြင်အောင်နေမိတော့သည်တယ်ဆိုတဲ့စာပါလားကြိုက်ပြီပြုတ်ဟုတ်တယ်ကျွန်တော်ကမိမတွေကိုလည်းတိတ်အထင်မကြီးဘူးဗျမဖွင့်ပြိုးဘူးမင်းကျက်ဘူးလို့ထင်တယ်ဒါပေမဲ့မိသက်ကတော့တခြားမိမတွေနဲ့မတူတဲ့မိမပဲဗျထက်လဲထက်တယ်တက်တီလဲကောင်းတယ် ယောက်ျားတွေထက်တားတဲ့အည်သွေးတောင်ရှိတယ်လို့ကျွန်တော်ယုံကြည်တယ်။ဒါလောက်တောင်မဲလား။ဒါတင်ပဲကမလဲဗျ။သူ့မှာမိမပြီးသားတဲ့အချက်တစ်ချက်လည်းတွေ့ရပြန်တယ်။အဲ့ဒါအိမ်ကြီးပဲ။တီလဲတီတယ်။ယောက်ျားတွေနဲ့အတူခྱི་ထွက်လာပြီးမဲ့ရောထွေးရှက်တင်မနေဘူး။နေ့လေတုန်းကသခင်မျိုးသားကြီးတယောက်ကသူ့ကိုပခုံးပုတ်စကားပြောတာကိုကျမကိုစကားပြောရင်လက်မပါနဲ့။ကောင်းကောင်းပြောပါလို့မှုတ်ထက်လိုက်တာဗျာ။ဟိုလူကြီးမျက်နှာကိုပြက်သွားတာပဲ။ကျွန်တော်ကကြားထဲကမျက်နှာပူလိုက်တာ။ ကုလားပေသည်တပြုံးမျိုးနှင့်နားထောင်နေသည်မဒီဒေဝီ၏ဟိမဝနာချီးမွမ်းခန်းဘေကအစတလဲဆိုတာသိပြီးဟုနောက်လိုလှတော်လဲကိုထိန်ဝင်းရှက်သွားမိဆိုသောကြောင့်တိတ်ဆိတ်နေလိုက်ရလေသည်ဟုတ်ကဲ့ပါရှင်အပိုင်းနှစ်ကိုဒီမှာပဲရန်နာလိုက်ပါမယ်ကျမတို့နောက်ထပ်အပိုင်းသုံးမှာပြန်လဲဆုံတွေ့ကြပါမယ်နော်နားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်